ပါရှင်ချင်းလင်းချင်းလင်းတင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ29ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ကြောက်ကျင်းမြို့နေတပ်ပွဲတွင်စစ်ကောင်စီတပ်သား9ဦးသေဆုံးက22ဦးအရှင်ဖမ်းဆီးကြောင်းကမမြို့တွင်ပြည်သူပိုင်ပစ္စည်းများကိုလိုက်လံခိုးယူနေတဲ့စစ်ကား2စီးကိုပြစ်ခတ်တိုက်ခိုက်မှုတွင်စစ်သား9ဦးသေဆုံးကြောင်း ကမ်ဘလိုမျိုးနေမှာမတန်ဆွမ်းအပါဝင်ပြီးသူကိုဦးကိုစစ်ကောင်စီတက်ဖြက်ကြောင်းစစ်ကောင်စီကကျင်းပမဲ့ဟန်ပြအတုအယောင်ကျွေးကောက်ပွဲကိုနိုင်ငံတကာကရှုတ်ချဆန့်ကျင်ရန်ကုလသမဂ္ဂလူအခွင့်အရေးဆုံဆန်ရေးကုစလေတိတ်တွင်းကြောင်းအီရန်အဓိပတိခါမီနီကအမေရိကန်နဲ့အစ္စရေးအပေါ်အနိုင်ယူခဲ့၍ပုံယူဝမျက်ကြောင်းပြောဆိုကကန်တမရထရမ့်ကတရင်စာရှင်လင်ပွေးပြန်လုပ်နေကြောင်းလို့ဖြစ်ပါရဲ့ရှင် ကျောက်ကြီးမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သား9ဦးတေဆုံးက22ဦးအရှင်ဖမ်းဆီးထားတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ခိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းအကြံဖက်စစ်ကောင်စီတပ်တွေကိုတပြိုင်တည်းဝင်းရောက်တက်ခဲ့ရာစစ်ကောင်စီတပ်သား9ရောက်ထပ်မနေတည်ဆုံပြီးစစ်တုံပန်း22ရောက်နဲ့လက်နက်အများပြားတင်စီရရှိခဲ့တယ်လို့အမျိုးတိုင်းငွေဝေးရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတမတော် PDF စစ်ရုံးချုပ်ကယမနေ့တွင်ထုတ်ပြန်လိုက်ပါတယ်ယမနေ့ဇွန်လ26ရက်နေ့မှာအမှတ်နှစ်စစ်ဒေသခွေ JOC ရဲ့ ွက်ကဲမှုအောက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တို့ပူးပေါင်းပြီးစစ်တောင်းမြေဟွန်းစစ်စင်ရေးဖြစ်ကြောက်ကြီးမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်စင်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်ထပ်မံတည်ဆုံခဲ့ပြီးစစ်ကောင်စီတပ်ဟာအထိခိုက်များစွာနဲ့ကစင်ကလျာဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရှိရပါတယ်။ တိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်22ယောက်ကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိခဲ့တယ်လို့လက်နက်မျိုးစုံ28လက်နက် KN တွင်အပြင်အခြား73 PC အမြောက်များကိုလည်းတင်စီရရှိခဲ့ပြီးဖန်စီရမီရဲ့စစ်တုံးပန်းတွေကိုတော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက Geneva Conventions နဲ့အညီစနစ်တကျထိန်းသိမ်းထားတယ်လို့လည်းဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတမတော်အမှတ်နှစ်စစ်စင်ရေးနေမယ်ပကိုရိုင်းစစ်ဌာနမြို့ဟာ25တပ်တွေနဲ့ကရင်အမျိုးသားလူမျိုးရေးတမတော် KNLA တည်ရင်ရှိတည်ရင်ကိုတော့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရှိရပါရှင် ကမ္မမြို့တွင်ပြည်သူပိုင်ပစ္စည်းများကိုလိမ့်လံခိုးယူနေတဲ့စစ်ကားနှစ်စီးကိုဖျက်ခတ်တိုက်ခိုက်မှုတွင်စစ်သားခုနှစ်ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မကွေတိုင်းပခုခုမြို့နယ်ကမ္မမြို့အတွင်းပြည်သူပိုင်ပစ္စည်းများကိုလိမ့်လံခိုးယူနေတဲ့စစ်ကားနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ် ယမနေ့ဂျွန်လ26ရက်နေ့နန်းနက်စိန်နာယီဝန်းကျင်အချိန်ခန့်တွင် ကမ္ဘာမြို့တွင်ပြည်သူပိုင်နေအိမ်များအတွင်မှပစ္စည်းများအားလိမ့်လံခိုးယူတင်ဆောင်နေတဲ့စစ်ကားသစီကိုပြည်သူ့ကကွေရီပူပေါင်းတပ်ဖွဲ့ဝင်များကကမ္ဘာမြို့တွင်တင်နေရတွင်အလက်အငိုက်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဘခုကို People Defense Force PPDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ပခုကို People Defense Force PPDF တပ်ဖွဲ့မှတာဝန်ရှိသူကမြို့ထဲမှာကားနှစ်စီးနဲ့ကင်းထည့်ရင်ပြည်သူပိုင်ပစ္စည်းတွေလိုက်ခိုးနေတဲ့စစ်ခွေးတွေကိုတိုက်ခိုက်ခဲ့တာအပြန်အလှန်ပြစ်ခတ်မှု7မိနစ်လောက်ကြာခဲ့ပါတယ်။နောက်ထပ်ထပ်တိုးတေဆုံး ထိခိုက်မှုကတော့မသိရသေးပါဘူးစစ်ကြောင်းကပေါက်ဘက်ကိုဦးတည်ထွက်နေတာပါပြည်သူတွေအနေနဲ့အထူးဂရုစိတ်နဲ့ထိုင်ပေးကြဖို့တိတ်တွင်းချင်ပါတယ်လို့ရန်ကုန်ခသစ်တရင်ဌာနထံသို့အကြည့်ပြုပြောကြားထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုဘခုကို People Defense Force PPDF ABSDF အမှတ်30ကြောင့် AMJO RG မြို့နေပါလာဖ Tiger Warrior Force TWF အညာမီပျောက်ကြားတပ်ဖွဲ့ကုစုံမိုက်ကိုရီခဲနဲ့ကုပလဦးဆောင်နဲ့လူငယ်ပျောက်ကြားတပ်ဖွဲ့ YGF တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအထူးခဲ့မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်ဂျွန်းလဆန်ပိုင်းမှာဆက်၍ပခုကူမြို့အခြေစိုက်တပ်မှတရက်တက်မှ ပေါင်းမြုပ်နေဘက်သို့ UTNR အလုံးရင်ချင်းထွက်လာတဲ့ရိခါပူစစ်ကြောင်းမှကမ္မမြုပ်တွင်သို့ရောက်ရှိလာခဲ့ကြောင်းအဆိုပါစစ်ကြောင်းကြောင့်ကမ္မမြုပ်မှပြည်သူများထွက်ပြီးတင်းရှောင်နေကြရကြောင်းထူထောက်ထွက်ပြီးတင်းရှောင်နေရတဲ့ပြည်သူပိုင်းနေအိမ်များကိုစစ်တပ်ကမီးရှို့ခြင်းပြည်သူပိုင်းပစ္စည်းများကို လူရက်ခိုးယူမှုများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါသည်ထူစစ်ကြောင်းကိုပြည်သူကကွေရီတပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်တပ်စစ်ကြောင်းမှလူရခရီးတို့ ရောက်ရှိနိုင်ခြင်းမရှိသဖြင့်စစ်ကြောင်းထွက်ရာလမ်းကြောင်းတစ်လျှောက်ရှိကျေးရွာများစစ်ပေးရှောင်စခန်းများကိုစစ်တပ်ကလေကြောင်းဖြင့်ပုံကျေတိုက်ခိုက်များလေးလှုပ်ဆောင်နေရှိကြောင်းသိရှိရပါသည်ရှင်။ကံဘလူမြို့နယ်မှာမတန်ဆွမ်းအပါဝင်ပြည်သူကူအူကိုစစ်ကောင်စီကတပ်ဖြတ်ထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ စကိုင်းတိုင်းကံဘလူးမြို့နယ်ဇီကုံတိတ်နေထဲမှာမတန်ဆွမ်းတရောက်အပါဝင်ပြည်သူ၉ယောက်ကိုအကြံဖက်စစ်ကောင်စီကဟင်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့ဇွန်လ23ရက်နေ့ကဝက်တူတောင်ရွာကနေတဆင့်စစ်ကောင်စီနဲ့ပြူစောထင်းအင်အား တရားဝန်ကျင်တို့ဟာတပိတာရွာနဲ့ကြောင်ကုန်းရွာခြေကိုလက်နက်ကြီးလက်နက်ငယ်တွေပြဖောက်ဝင်ရောက်လာခဲ့ကြောင်းစစ်ကောင်စီနဲ့ပြူစောတီတပ်ဖွဲ့တွေဟာဂျွန်လ23ကနေ25ရက်နေ့အတွင်းမှာအပြစ်မိပြည်သူ၉ယောက်ကိုတပ်ဖြတ်သွားခဲ့တာဖြစ်ပြီးတပ်ဖြတ်ခံရတဲ့သူတွေကတော့တပိရွာကမတန်ဆွမ်းတဲဦးဖြစ်သူအသက်50အရွယ်ဦးလှိုင်စာစာ အသက်45နှစ်အရွယ်တွေဖြစ်ကြတဲ့ဦးအောင်နိုင်ဦးတယုတ်ကြီးအသက်34နှစ်အရွယ်ကိုမျိုးထက် ဖူကုံးရွာကအသက်53နှစ်အရွယ်ဦးဝင်အသက်60နှစ်အရွယ်ဦးချစ်ဝင်ကြောင်ကုန်းကျေးရွာက အသက်39နှစ်အရွယ်ကိုသိန်းအသက်45နှစ်အရွယ်တွေဖြစ်တဲ့ဦးမြင့်မောင်နဲ့ဦးမျိုးဆန်တို့ကိုလက်ကျန်ကျူတုတ်ကနှင်ပတ်နှိုက်ဆက်တက်ဖြတ်ခဲ့ပြီးတခြားပြည်သူတယောက်ကိုလည်းမြှှုတက်ခဲ့တယ်လို့ကျွန်းလတကြွလှောက်ရှားသူများဖွေထမ်းမှသိရှိရပါတယ်။ သုံးရက်ကြာတက်ဆွေးနေခဲ့တဲ့ဆေအုပ်စုဟာရွာထဲကပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းတွေကိုခိုးယူခဲ့တဲ့အပြင်လူနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါရယ်။ယမနေ့ကျွန်းလ26ရက်နေ့မနက်9:00နာရီလောက်မှာတော့စစ်ကောင်စီနဲ့ပြူစော်တီတပ်ဖွဲ့တွေဟာတပိတာရွာနဲ့ ကျောင်းကုန်းရွာတို့ကနေထွက်လာပြီးဇီကုန်းတရားဆက်ကိုဝင်ရောက်သွားကအက္ကဏီတဆင်နေ့လီ၁၂နာရီလောက်မှာကွေးကုန်းရွာထဲထက်မှန်ဝင်ရောက်သွားခဲ့ပြီးယခုလိုကံဘလူမြို့နေထဲစစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက်တပိတာရွာကျောင်းကုန်းရွာနဲ့အနီးအနားကြီးရွာတွေကပြည်သူ၈000ခန့်ဟာဘေးလွတ်ရာထွက်ပြီးတင်းချောင်းနေကြကြောင်းသိရှိရပါတယ်ရှင်စစ်ကောင်စီကကျင်းပမဲ့ဟန်ကြအတုအယောင်ရွေးကောက်ပွဲကိုနိုင်ငံတကာကရှုံချဆန့်ကျင်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းရေးကိုယ်စားလှယ်တိုက်တွန်းထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အကြံပစစ်ကောင်စီကကျင်းပရန်စီစဉ်နေတဲ့ဟန်ပြအတုအယောင်ကျွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းအဝန်ကရှုံချဆန့်ကျင်ရန်ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးစုံစမ်းသူ Tom Andrews ကတောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်စစ်ကောင်စီကကျင်းပရန်စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအလင်းအညာဟန်ကြလုံးဆက်တာဖြစ်ပြီးစစ်ကောင်စီကအာဏာကိုတရားဝင်မှုရရှိစေရန်အထူးအရောင်ဖန်တီးနေခြင်းဖြစ်ကြောင်းနိုင်ငံရေးအတိတ်ခံများကို ထောင်ချခြင်းနှင်ပန်းနှိပ်ဆက်ကွံ့မြက်ပြီးကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းအဝိုင်းရှုံချဆန့်ကျင်ရန်စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်မြန်မာပြည်သူများနဲ့အတူနိုင်ငံတကာရည်တည်နေကြောင်းပြသကြရန်၎င်းကတိတ်တွင်တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်လူပေါင်း6800ကျော်သေဆုံးခဲ့ကြောင်းစစ်ပေးရှောင်ပြည်သူများခိုးလုံနေတဲ့ဘုံကြီးကျောင်းများ၊စိုက်တင်ကျောင်းများနဲ့စစ်ပေးရှောင်စခန်းများကိုစစ်တပ်ကတိုက်ခိုက်မှုများတိုးမြင့်လာသဖြင့်အကြမ်းဖက်မှုများ ြန်ထလန်နေကြောင်း၎င်းကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီက၎င်းရဲ့စူမှုနေမည်များကိုလက်လွှတ်ရပြီးနောက်အရက်သားပြည်သူများအပေါ်လေကြောင်းတက်ခဲမှုအရှိန်မြင့်လာကြောင်းအရက်ဘက်စစ်ဘက်ခွေချချင်းမရှိသောလေကြောင်းတက်ခဲမှုများကြောင်းစာတင်ကြောင်းများနဲ့ဘုံတော်ကြီးကြောင်းများကို ထိမှန်ခဲ့ပြီးအရက်သားပြည်သူများတည်ဆုံခဲ့ကြောင်းအတင်အကျပ်စစ်မှုထမ်းဆီခြင်းနဲ့လူအခွင့်အရေးချိုးဖောက်မှုများနဲ့ရင်ဆိုင်နေရတဲ့မြန်မာပြည်သူများကမြန်မာ စစ်ဘူချုပ်များကိုကျွန်းစရာဆက်လျှောက်နေကြောင်းသူကဆက်လက်ပြောဆိုထားပါတယ်။စစ်ကောင်စီကမေးပြန်တွင်စစ်ရေးအရာဆုံရှုံနေသူလဲငွေကြေးအရင်အမြင့်နဲ့ပြပနိုင်ငံများမှလက်လက်များရရှိနေသေးကြောင်းအဆိုပါအရင်မြင့်များဆက်လက်စီစဉ်နေသည့်မြကာလာပတ်လုံးထိခိုက်ပျက်စီးမှုများဆက်လက်ဖြစ်ပေါ်နေပြီဖြစ်ကြောင်းစစ်ကောင်စီကစစ်ရဇဝတ်မှုများကျွလွန်ရန်တွန်းဆောက်နေမှာဟုတ်ကြောင်း၎င်းကဆက်လက်ပြောဆိုထားပါတယ်။ လက်တလုံးနိုင်ငံတကာရဲ့အရေးယူမှုအနေနဲ့မြန်မာစစ်တပ်ထံသို့လက်နက်စီစဉ်မှု၃ပုံ၃ပုံရှင်းချနိုင်ခဲ့ပြီးစင်ကာပူနိုင်ငံမှတဆင့်မြန်မာစစ်တပ်ထံသို့စီစဉ်နေတဲ့လက်နက်60ရာခိုင်နှုန်းကိုရပ်တန့်ရန်အရေးယူနိုင်ခဲ့ကြောင်းထိုင်းနိုင်ငံမှဘန်ကောက်ဘန်ကလည်းမြန်မာစစ်ကောင်စီလက်အောက်ခံမြန်မာစစ်ပွားရေးဘဏ်နဲ့ဆက်ဆံမှုရပ်ဆိုင်ခဲ့ပြီးလက်နက်ဝယ်ယူရန်လိုအပ်တဲ့ငွေကြေးများကိုဖြတ်တောက်နိုင်ခဲ့ကြောင်း၎င်းကပြောဆိုထားပါတယ် အကြံပေးစစ်ကောင်ဆောင်မြောက်လိုင်းကမူလာမဲ့ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအထိရွေးကောက်ပွဲလေးပတ်တာကျင်းပမည်ဖြစ်ကြောင်းယမနေ့နေပြည်တော်ရင်းချမ်းရင်းဖိုရမ်တွင် ထုတ်ပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။အီရန်အဓိပတိခါမေနီကအမေရိကန်နဲ့အစ္စရေးအပေါ်အနိုင်ယူခဲ့၍ကုံယူဝမ်းမြောက်ကြောင်းပြောဆိုကာကန်တမရထရမ်ကတရင်စာရှင်လင်းပွဲပြန်လုပ်နေတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ အီရန်အဓိပတိအာယာတိုလာအလီခါမီနီကသူ့နိုင်ငံအနေနဲ့ကာတာကအမေရိကန်လေတက်စခန်ကိုတိုင်းနိုင်ခဲ့တာနဲ့ပတ်သက်ပြီးအမေရိကန်တွေရဲ့မျက်နှာကိုဖြေရိုက်နိုင်ခြင်းလို့ဆက်နေရတာစစ်ပွဲပြီးပထမဆုံးလူသိရှင်ကြားထွက်ပြီးပြောဆိုခဲ့ပါတယ်။ခါမီနီဟာအီရန်နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့်10မိနစ်စာမင်ခွန်ပြောဆိုတာဖြစ်ပါတယ်။အသက်86နှစ်အရွယ်ကောင်းဆောင်ဟာကျွန်းလာ 16ရက်နေ့ထေကလုံမင်ကွန်းမှပျောက်ကွယ်နေတာဖြစ်ပြီးရောက်တန်ဖိုင်မှာတော့ပြန်ပန်းနေပုံပေါက်နေပြီးခါမီနီရဲ့မိန့်ခွန်းမှာအစ္စရေးရဲ့အမေရိကန်တွေကိုချိန်ချောက်စကားဆိုလိုက်ပြီးအမေရိကန်တွေကြိုးတယ်လို့အီရန်မျိုးစိတ်ယုံ၃နေရာကိုအလုံးစုံလုံးဝဖျက်ဆီးလိုက်နိုင်တယ်ဆိုတာမဟုတ်ကြောင်းနဲ့အပူပြောတာဖြစ်ကြောင်းဘာတစ်ခုမှအောင်မြင်သွားတာမရှိကြောင်းလည်းပြောဆိုသွားပါတယ်ဒီအတွက်အမေရိကန်သမ္မတထရမ့်ဘက်ကလည်းကာကွယ်ရေးဝန်ကြီး ပီဟက်ဆန်နဲ့အတူစစ်ဘက်ဆိုင်ရာအရာရှိတွေက အမေရိကန်စစ်လေယာဉ်မှူးတွေရဲ့ကုန်သိက္ခာအတွက်ပင်တဂွန်စစ်ဌာနချုပ်မှာမနေ့ရှင်းနိုင်သတင်းစာရှင်းလင်းပွဲလုပ်သွားမယ်လို့ကြံပြီးတုံ့ပြန်ထားပါတယ်။ Trump ရဲ့ Truth Social မှာလေယာဉ်မှူးတွေဟာရန်သူနေမည်ခြေကို36နာရီကြာကြံတန်းခဲ့ပြီး Andrea ကအောင်မြင်စွာတိုက်ခိုက်နိုင်ပေမဲ့နှစ်ရက်အကြာမှာ CNN သတင်းဌာနရဲ့သတင်းတူ New York Times သတင်းဌာနရဲ့သတင်းတူတွေကိုဖတ်ပြီး American မျိုးချစ်ပြည်သူတွေဟာစိတ်မကောင်းဖြစ်ခဲ့ရတဲ့အတွက်ရှင်းလင်းသွားမယ်လို့ဆိုပါတယ်။ CNN နဲ့ New York Times တို့ဟာအချက်အလက်မရှိဘဲထင်ရောက်ချင်မှဖြစ်စေပြီးလိမ်ညာတယ်လို့လည်းသူကဆိုပါတယ်။သတင်းစာရှင်းလင်းပွဲဟာစိတ်ဝင်စားစရာကောင်းပြီးမငင်းနိုင်တဲ့အထောက်အထားတွေနဲ့တင်ပြမယ်လို့လည်းသူကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြားလောင်းနေပေးရနာတော့ပါမရှင်။ချင်းလင်းချန်နယ်သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာအပေါင်းနဲ့ခိုင်ရောင်းနိုင်ကြပါစေရှင်။